2025ခုနှစ်ဧပြီလ30ရက်နေ့နာနဲ့6နာရီဂျိုလူကပြပို့တဲ့အချက်လက်များနဲ့မြန်မာနိုင်ငံရာသီဥတုအခြေများကိုဆက်လက်လေ့လာတုံ့တက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ဂျိုလူကတရားရှိတဲ့တိုက်တာချက်များရဲ့အားလုံးမင်္ဂလာပြု Imoken Entertainment Channel ရဲ့စုစုလိုက်ပါရယ်ဒီနေ့တစ္ဆေပြန်ပြီးဖိုင်လေးကဒီ ABL 30ရက်နေ့အတွက်မိုးလေဝသတင်းနဲ့ငလင်းသတင်းတွေကိုဒီ YouTube ခမ်းမတ်ချက်တွေကိုပြည့်ပြည့်တင်ဆက်ပေးထားတဲ့ မိုးဒလဘလော့ကဥထေတင်ရဲ့ view point လေးကိုကျွန်တော်ရဲ့မျိုးပြသက်တိဆက်ပြသွားဖြစ်ပါတယ်ကျွန်တော်ရဲ့မျိုးလေးဒီချိုတင်ကာကွယ်ပြင်ဆင်လို့ရအောင်ဘူဒရအနေနဲ့ပြန်လဲဝိမျက်တိဆက်ပြလေခြင်းဖြစ်တဲ့ဒါကြောင့်မကျွန်တော်ပြန်လဲအဆုံးထက်ထိလဲပဲကြီးစုပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒါဆိုရင်ကျွန်တော် view point လေးကိုဆက်လိုက်အောင်မြမာပြည်တဲကိုတိုက်ခတ်နေတဲ့လေဘူးစီးကြောင်းဟာ AR မြေရုံးမှအပေါ်ကိုတက်သွားသလိုပဲမြောက်ဘက်ကဆင်းလာတဲ့လေစီးကြောင်းဟာမုံရွာနားမှာ စုံရက်ဖြစ်ပြီးတော့လေဆိုင်ဝဲလေးတစ်ခုဖြစ်နေပါတယ်အဲ့ဒီလေဆိုင်ဝဲကြောင့်မလို့ဒီမှာ graphic ပြတဲ့ scale တွေနဲ့ဂျိုးရုတွေတိုင်းတာကြဲရပတ်လဲတက်ခတ်မှုဖြစ်နေတာတွေ့ရပါတယ်တနည်းအားဖြင့်ကျွန်တော်တို့အသေးစိတ်ကြည့်မယ်ဆိုရင်တော့မြမာပြည်လေပိုင်းကတက်သွားတဲ့လေဟာရှမ်းပြည်တောင်တန်းကြီးကနေပတ်ပြီးတော့ကျွန်တော်တို့ညောင်းနာတီဆင်းလာတာကျွန်တော်တို့တွေ့ရပါတယ် ကျွန်တော်တို့သတိထားမှာအောက်ကတက်လာတဲ့လေဘူးကအပေါ်ကဆင်းလာတဲ့လေအေးကိုရိုက်ချတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဏီမုံရွာစောညောင်ကြားထဲမှာမြေဆိုင်လီတိုက်ခတ်မှုဖြစ်ပြီးတော့လေစုံကျက် ဖြစ်တဲ့အခါမှာပြင်းထန်တဲ့ဒီပြင်းတိုက်ခတ်မှုတွေကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။နေ့လယ်၁၂နာရီရောက်တဲ့အခါမှာတော့ကုန်းတွင်းအပူချိန်စုပ်ယုံမှုကြောင့်မလို့ မြန်မာပြည်အလဲပိုင်းမှာဆက်လက်လေတုရှုပ်ထွေးမှုတို့မဟုတ်ပလဲတိုက်ခတ်မှုတွေဖြစ်တော့ကြောင်းမလို့ကောင်းငင်ပေါ်ကဆင်းလာတဲ့မိုးရေတွေကိုဘလို့ဗမာပြည်မြေကြီးပေါ်ကြာမလဲဆိုတာဆက်လက်လေ့လာကြဒီကနေ့မနေ့6နာရီတိုင်းတာကျဲရဘင်္ဂလားပင်လယ်မှာရေငွေ့ထုတ်လုပ်မှုဆက်လက်မြင့်မားနေပြီးတော့ဒါကတော့အညိုရောင်တွေကအနိတ်မှရှိတဲ့တိမ်တွေဖြစ်ပြီးတော့ ဝင်လာတဲ့လေစီးကြောင်းနဲ့ပါလာတဲ့ရေငွေ့တွေကမြမပီအလယ်ပိုင်းရဲ့အပူလှိုင်းထုတ်လုပ်မှုကြောင့်ကောင်းငင်ပေါ်တက်သွားပြီးတော့တောင်တန်းရဲ့အေးအေးမှုနဲ့တွေ့ပြီးတော့မိုးဖြစ်ရွာကျရင်းနဲ့ဒီကနေ့မနေ့6နာရီရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာနေရာစိတ်စိတ်မိုးရွာသွန်းတာကိုကျွန်တော်တို့ခမန်းစက်တွေကပြသနေပါတယ်အထူးသဖြင့်မန္တလေးတိုင်းအထက်ပိုင်းမှာရှိတဲ့ မန္တလေးရွှေဘိုနမ်တူကြားမှာမိုးရေချင်းနှစ်လက်မဝန်းကျင်အထိမိုးရွာသွန်းနိုင်ပါတယ်ကျွန်တော်တို့ကာမကောင်းစွာနဲ့မကွေးတိုင်းကတော့အခုတည်းထိ တချို့နေရာတွေမှာမိုးမကြနိုင်သေးပါဘူးတာချင်းလေးမဲဆိုင်မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေမှာဖြစ်ပါတယ်မြောက်ရီမဲဆောက်အောက်ဖက်ဖလူဒေသမှာဆက်လက်မိုးရရှိမှာဖြစ်ပါတယ် မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာလေမြမာပြည်အနှံ့ပြားနေရာစိတ်စိတ်မိုးဆက်လက်ရွာသွန်းပြီးတော့ချင်းမိုင်နဲ့တာရှိလိတ်ကြားမှာမိုးနှဲငယ်များနိုင်ပါလေထို့အတူရှမ်းပြည်နယ်အလယ်ပိုင်းမှာ နေရာကွက်ပြီးတော့မိုးများနိုင်ပါလေနေ့လယ်7နိုင်ရနေပြီးတော့ညနေ6နိုင်တွင်းမှာဆိုရင်တော့မြမာပြည်အနှံ့ပြားဆက်လက်မိုး ရွာသွန်းနေတာဟုတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီမှည7နာရီရောက်လို့ရှိရင်လည်းကျွန်တော်တို့တက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားနိုင်ပါတယ်။ကျွန်တော်တို့သတိပြုရမယ့်ချက်ကတော့စောစောကပြောတယ်မကွေးခရိုင်နဲ့ပြည်ခရိုင်နေပြီးတော့ကြားမှာနေရာကွက်ပြီးတော့မိုးများနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ် အဲ့ဒီတော့30ရင်းနေတရက်လုံးလုံးရနိုင်မဲ့မိုးရေချိန်တွေကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နေပြည်တော်မကွေပြည်ကြားမှာမိုးရေချိန်နှစ်လက်မဝန်းကျင်ဒီပါရရှိနိုင်တယ်လို့ပဲပြည်အောက်ပိုင်းရခိုင်ပြည်နယ်တောင်ဘက်အေရာဝတီတိုင်းရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းတို့မှာမိုးများနေတာတွေ့ရတယ်လို့ပဲရှမ်းပြည်နယ် နမ်တူနဲ့ရွှေဘို မန္တလေးတိုင်းအရှိပက်ရှမ်းပြည်တစ်ခုလုံးอ่ะဆိုလို့ရှင် မိုးရရင်နှစ်လက်မနီးပါးအထိမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ချင်းမိုင်နဲ့ချင်းရိုင်းကြားမှာလည်းဆက်လက်ပြီးတော့မိုးကြီးနိုင်လို့ပဲမဲဆောက်မှာမိုးနှင်းငယ်ရွာနိုင်ပါတယ်ဘန်ကောက်မှာတော့မိုးကင်းစင်သွားတာတွေ့ရပါတယ်လာမဲ့တရက်နဲ့ မနေ့တနားရနေပြီးတော့မနေ့6နာရီအတွင်းမှာဆိုရင်ဗမာပြည်အနှံ့ပြားမှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီမယ်လေကရင်ပြည်နယ်တနင်္လာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာမိုးအနှဲငယ်ဆဲသွားပြီးတော့နေရာကွက်ကြားလောက်သာရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့သတိထားမှာတော့မန္တလေးရွှေဘူနမ်တူကြားမှာရှိတဲ့ဒေသ မှာကတော့မိုးဆက်လက်များနိုင်ပါတယ်။မနေ့6နိုင်ရနေတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာလည်းမြမပြီအနှံ့ပြနေရာကွက်ကြားဆက်လက်မိုးရွာသွန်းပေမဲ့လည်းရန်ကုန်တိုင်းပဲခူးတိုင်းပြည်ရင်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာမိုးပြတ်သွားနိုင်ပြီးတော့ချင်းမိုင်မှာမိုးနှဲငယ်ရွာသလိုပဲမဲဆောက်မှာမိုးပါသွားပြီးတော့ဘန်ကောက်မှာလည်းမိုးမရှိတော့ဖြစ်သွားပါတယ် နေ့နဲ့ဆန့်တိုင်းမှာညနေ6:00နာရီရောက်တဲ့အခါမှာတော့မြန်မာပြည်အနှံ့ပြားမှာဆက်လက်မိုးရွာသွန်းနေပြီးတော့ရခိုင်ရိုးမနဲ့ချင်းတောင်တန်းပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားပြီးတော့တနင်္လာနေ့တိုင်းမှာဆက်လက်ပြီးတော့မိုးကျနိုင်ပါတယ်။တင်ရက်နေ့ညနေ6:00နာရီကနေပြီးတော့ညနေ7:00နာရီတွင်မှာတော့ မြမပြည်အနှံ့ပြားမှာနေရာကွက်ကြားဆက်လက်မိုးများနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ချင်းတောင်တန်းဒေသပေါ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲကျွန်တော်တို့ငလျင်ဒေသမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းနှင်မှာဖြစ်ပါတယ်ထို့အတူချင်းမိုင်ချင်းရိုင်းတာချိလိမ့်မှာ ပြန်ပြီးတော့မိုးကျနိုင်တယ်လို့ပဲဗိတ်တဝဲဘက်မှာလည်းမိုးကျနိုင်ပါတယ် ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့မိုးပွားသွားတာတွေ့ရပါတယ်မေလ၁ရက်နေ့24နာရီမိုးရေရရှိနိုင်တဲ့ခမန်းချက်ကိုပေါင်းစပ်ကြည့်တဲ့အခါမှာဆိုလို့ရှင်တော့မြန်မာပြည်အလဲပိုင်းချင်းတောင်တန်းရခိုင်ရိုးမမြောက်ပိုင်းရခိုင်ရိုးမတောင်ပိုင်းရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးရေကြီးနှစ်လမ်းမဝန်းကျင် ရရှိနိုင်တဲ့အနေအထား ရှိတဲ့အကြောင်းမလို့ကြိုတင်ပြင်ဆင်ထားဖို့သတိပေးလိုပါတယ်ထို့အတူဘန်ကောက်မှာမိုးနှဲငယ်ကြလို့ပဲမဲဆောက်နာကဖလူးမှာမိုးနှဲနှဲကြမယ်ထို့အတူချင်းမိုင်ချင်းတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးကြမှာဖြစ်ပါတယ်နေ့ရက်နေ့မေလရောက်တဲ့အခါမှာလည်းမြမာပြည်တစ်ခုလုံးနေရာစိတ်စိတ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါသေးတယ်အဲ့ဒီဒေတာကတော့နေပြီးတော့ မန္တလေးရဲ့ရှေ့ဘက်ချမ်းရှမ်းပြည်နယ်တစ်ခုလုံးဖြစ်သလိုပဲနေပြည်တော်အောက်ဘက်ရန်ကုန်တိုင်းမြောက်ဘက်ဧရာဝတီတိုင်းမြောက်ဘက်ရခိုင်ရိုးမအပေါ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့တနင်္လာရီတောင်တန်းဒေသမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။၃ရက်နေ့မေလမှာတော့မန္တလေးတိုင်းအရှိမြောက်တောင်တန်းဒေသတစ်ခုလုံးနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲအခြားဒေသတွေမှာတော့မိုးပါသွားပြီးတော့ကချင်းပြည်နယ်ရှမ်းပြည်နယ်မှာတော့ဆက်လက်မိုးပြားနိုင်ပါတယ်ထို့တူစစ်တောင်းမြစ်ဝမ်းမှာလည်းဆက်လက်ပြီးတော့မိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုအစလက်မျှဝေနေပါတယ်မိမိတို့မိတ်ဆွေများတရှိနိုင်ရန်အတွက်ပြင်ဆင်နိုင်ရန်အတွက်မျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါ ေကျွန်တော်ပြည်ဖိုင်ဒီတော့ပါပဲဒီဖိုင်လေးတာ AV လ30ရက်နေ့ကနေဒီ1ရက်နေ့2ရက်နေ့အထိပေါ့နော်မိုဘိုင်းသတင်းနဲ့ငလင်သတင်းတွေကိုဒီ Mozilla Blogger ဦးထေးထေးရနေပြီးတော့ဒီ Jotin Camera ချက်တွေကိုပြည့်ပြတ်တိဆက်ပေးထားတဲ့ဒီဖိုင်လေးဒီဖိုင်လေးကျွန်တော်မျိုးပြည့်ပြတ်တိဆက်ပေးထားဖြစ်ပါတယ်ကျွန်တော်မျိုးလည်း Jotin ကာကွယ်ပစ္စည်းလို့ရအောင်ဘူးသရအနေနဲ့ပြည်လည်ဝင်မြတ်တိဆက်ပေးခြင်းဖြစ်တယ်ပေါ့နော်အခုလုံဒီ Mozilla ဝသတင်းတွေကိုဒီ Jotin Camera ချက်တွေဒီပြည့်ပြတ်တိဆက်ပေးထားတဲ့ဒီ Mozilla Blogger ဦးထေးထေးလည်းကျေးဇူးများကြီးတင်ပါတယ် ကျွန်တော် channel နေမိုးလေဝသတရင်နဲ့ဒီအင်္ဂလင်တရင်တွေကိုအများကြီးတက်ဆက်ပြီးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးတဲ့ notification bell လေးကိုပိုင်းနှိပ်ခဲ့ပြီးဦးတန်းဆက်ချင်ပါတယ်။အဲပတ်သက်ပြီးတော့မြို့ရဲ့အတွေ့အကြုံနဲ့ယူဆတွေလည်းကျွန်တော် comment မှာ match ပေးပေးကြလေ။ကျွန်တော် channel RPG ရှိသူတယောက်ချင်းညာကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ပြန်ပြန်ဆောင်ရမယ်။